လောင်လုံးမျိုးနယ်စခန်းကြီးခြေဝါဟုဆိုခွားဖို့ပြင်ရွာမှာစစ်ကောင်စီတပ်နဲ့ပြည်သူကားကွယ်တပ်တို့ဂျွန်လာတင်းနေမွန်ရိုင်းဘိုက်မှာနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းဟာမြောင်းကျွော်ဦးစုစပနေကျွာဖက်ကနေဖွားဖို့ပြင်ရွာကိုဂျူလိုင်လတည်းနေမနေ့ကမနေ့ပိုင်းမှာစစ်ကြောင်းထိုးလာခဲ့တာပါအဲ့နောက်ဖွားဖို့ပြင်ဖိုးကြီးကြောင်းမှာတပ်ဆွဲလိုက်ပြီးမွန်ရိုင်းဘိုက်မှာတော့ပြည်သူ့ကာကွယ်တပ်တွေနဲ့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ် စစ်ကြောင်းဝင်လာတဲ့မနေ့ပိုင်းကလေးကအနီးနားရှိစကန်ကြီးကျွာအုပ်စုနဲ့မြောင်းကျေးွာအုပ်စုထဲကကျေးွာတွေတောင်မင်းပြောင်ကျွာဒေသခံတွေစုစုပေါင်းကျေးွာဆယ်ွာကဒေသခံတွေထွက်ပြေးတည်ဆောင်နေကြရပါတယ်ဒီကနေ့မွန်လပိုင်းမှာတော့အဲဒီစစ်ကြောင်းဟာဖွားဖို့ပြင်ကျွာနာကဘန်းစီကျွာဖက်ကိုရောက်ရှိနေတယ်လို့ဒေသခံတို့ကပြောပါတယ် ပြီးကြတဲ့ဂျွန်လာလေပိုင်းကလည်းစခန်းကြီးစွာမြို့ဟောင်းစွာတို့ဖက်ကိုစစ်ကြောင်းထိုးလို့အနည်းနာကဒေတာခံတို့ထွက်ပြေးတိရှောင်းခဲရပူပါတယ်